မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်မေလ29ရက်နေ့သို့ကျွန်တော်ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားသခင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စတိုင်းကြည့်ရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ကျေးဇူးတင်ပါရစေ။နောက်ကတော့အဖြစ်တိဆောက်ဆရာဖြစ်စီပါအခုလေကျွန်တော်ပြောတာထက် ကိုတော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝေငှပါれဖျာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ဥပုံနေ့မှာသခင်ယေရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကျွန်တော်ဒီကောင်းစဉ်တွေနာဒီကောင်းစဉ်ကိုနားထောင်နေတာဖြစ်တယ်အဓိကကျမ်းတော့လုကာခန်းကြီး6ငယ်တိကနေ9မှာတနေ့တော့ဥပုံနေ့မှာသခင်ယေရှုရဲ့တပည့်တော်တွေကဒီဇပန်နံကိုခြွေပြီးတော့စားတဲ့အခါပါရီရှဲတွေက ဒါကိုလက်မခံနိုင်ပဲအဖြစ်တင်နေ။အဲ့ဒီချိန်မှာသခင်ရှုကဒါဝိဒ်တောင်မှယေဘရိတွေစားရတဲ့ရှေ့တော်မုတ်ဇပွဲကမုတ်ကိုစားရသေးတာပဲ။ပုံပုံလေးမှာမွတ်သိမ့်ချင်းရှိရင်သုံးဆောင်လို့ရပါတယ်။မကြမ်းမာရင်အနာငိမ့်ချင်းပြီးနိုင်ပါတယ်ဆိုတော့သခင်ရှုကပေါ်ပြခဲ့တယ်။ဒါကြောင့်ဒီဥပုံလေးကိုအစိုးရတာကဘုရားသခင်ပဲ။ဘုရားကအစိုးရတယ်ဆိုတော့နေ့ထက်ဘုရားကပူအရေးကြီးပါတယ်ဆိုတော့အဓိကပေါ်ပြခဲ့တယ် ဒါပေမဲ့အဲ့လိုပြောလို့ဥပုံနေကိုချိုးဖြတ်ရမယ်လို့တကယ်ရှိကလုံးဝမပြောပါဥပုံနေကိုယူသေးစွာပြုဝမယ်အောင်းမေးရမယ်တန်ရှင်းစေရမယ်ဖះကိုသတိရမယ်ဒါပေမဲ့ဥပုံနေမှာမွတ်သိရင်တော့ချွေးရမယ်မချမ်းမာရင်တော့ချမ်းမာအောင်လုပ်ပြီးရမယ်အဲဒါလေးကိုတော့တကယ်ရှိကအထူးပဲပေါ်ပြခဲ့တာဖြစ်တယ်ဒါကြောင့်လေဒီတကယ်ရှိကိုယ်တိုင်ကျန်းစာထဲမှာဥပုံနေမှာအနာငြင်းခြင်းနဲ့ပတ်သက်ပြီးခုနှစ်ခုပြုလုပ်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီပေါ့နော် အဲကျွန်တော်တကယ်တစ်ခုစီနားထောင်တာဒီကနေ့ဆိုရင်တော့ကျွန်တော်တို့အဲငါးခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်အဲ့တော့နံပါတ်တိပမာအောင်တစ်ခုကတော့လက်ရလက်သေးတဲ့သူကိုအချမ်းမစေတယ်အဲ့ဒါဥပုံနေမှာလူကခန်းကြီး6အငယ်6ကနေ10နံပါတ်2ကတော့ကြောကုန်းတဲ့အမျိုးမျိုးကိုချမ်းမစေတယ်လူကခန်းကြီး73ငယ်71ကစခွန်နံပါတ်3ကတော့ရေပြင်းဆွဲတဲ့သူကိုချမ်းမစေတယ်လူကခန်းကြီး74ငယ်တကနေ6နံပါတ်4ကတော့အမိ1ရဲ့မျက်စိကန်းတဲ့သူကိုချမ်းမစေတယ်မျက်စိမြင်စေတယ် ရောင်းခန်းကြီးကိုငယ်တက်ကနေ16နဲ့နော်ဒီကနေ့ကျွန်တော်နံပါတ်5တော့ညစ်ညူသောနှတ်ဆွဲသောသူအားကျမ်းမာစီခြင်းဟောကျမ်းစာထဲမှာဒီညစ်ညူသောနှတ်ဆွဲတဲ့သူတရားစရမှာသူကရောက်အဲဒီသူကိုသူ့ထဲမှာဆွဲနေတဲ့နှတ်ဆိုးကိုနှင်ထုတ်ပြီးကျမ်းမာစီအဲ့ဒါလေဥပုံနဲ့မှာပဲဖြစ်တယ်အဲ့ဒါကိုမကုခန်းကြီးတက်ငယ်နဲ့17က28ထိဖိုင်ကျွန်တော်တွေ့ရမယ်ဥပုံနဲ့တနေ့မှာတခေရွှေအဒီကပင်အောင်မြို့ရောက်တဲ့အခါမှာ တရားစရက်ကိုဝင်ပြီးတော့ဆုံးမဩဝါဒပေးတယ်အင်္ဂလိပ်လိုဆို Senegal ပေါ့နော်တရားစရက်အဲ့လိုဆုံးမဩဝါဒပေးပြီးတော့နှုတ်ကပ်တော်ဝင်ရတဲ့အခါမှာပရိသတ်ကိုလည်းဆုံးမဩဝါဒပေးတော့ပရိသတ်တွေကအလွန်အောင်းဩတယ်တကယ်ရှုဆုံးမဩဝါဒပေးတာအချားနဲ့မတူဘူးကျမ်းပြုဆရာနီးတူမဟုတ်ဘူးအစိုးရသောသူကဲ့သို့ဆုံးမဩဝါဒပေးတယ်ဆိုလူတွေကအောင်းဩတယ်အဲ့ဒီချိန်မှာပဲအဲ့တရားစရက်မှာညှဉ်းညူးတဲ့နတ်ဆွဲတဲ့သူရှိသူကတကယ်ရှုတွေ့တာနဲ့ဒန်ဆာမျိုးသားယေရှု ကိုရောဒီကျွန်တော်နဲ့ဘယ်သူဆိုင်တယ်ကျွန်တော်ကိုဖျက်ဆီးဖို့လာသလိုကိုရောဒီဘယ်သူဖြစ်ဒီကိုကျွန်တော်သိတယ်ဘုရားသခင်တန်ရှင်းတော်မူသောသူဖြစ်ပါ၏ဟုဟစ်ကြော်တယ်နောက်တစ်ယောက်ကြည့်ခြင်းအဖြစ်သခင်ယေရှုဟာဘုရားရဲ့သားတော်တန်ရှင်းတော်သူဖြစ်တာကိုနတ်ဆိုးကသိတယ်ဗျာအဟောစီဂျူးတွေကမသိဘူးပါရိရှဲတွေကလက်မခံဇတုကဲတွေကလက်မခံကျမ်းတပ်ပုဂ္ဂိုလ်တွေကလက်မခံဒီနတ်ဆိုးဆွဲတဲ့သူကသိပြီသူကလက်ခံတယ်ကိုရောတန်ရှင်းတဲ့ သူတဲ့ဖះသခင်ရဲ့တန့်ရှင်းတော်မူသောသူဖះသားလို့ပြောရတယ်အတူတူပဲတောင်းရင်ကျွန်တော်ဟိုးတဲ့မဖြက်စည်းပါနဲ့တဲ့အဲ့ဒီချိန်မှာပဲပြောချင်တာတော့ကျွန်တော်မဆုံးမနဲ့ပေါ့ဒီညဉ့်ညူးသောနှက်ဆွဲတဲ့သူကသခင်ရှုရှိမှသူတောင်းမှာအဲ့ဒီချိန်မှာပဲသခင်ရှုကဘာပြောတိတ်ဆိတ်စွာနေပြီးတော့ထိုသူကြီးအထဲမှထွက်သွားလို့ဟုဆုံးမှအဲ့ဒီချိန်မှာပဲအဲ့ညညူးသောနှက်ကထိုသူတွေကထွက်သွားတဲ့ခါအဲ့လူကကြီးတဲ့တန်နဲ့អော်ပြီးတော့ ငြိမ်ကြတော့သူ့ကိုခန္ဓာတောင့်တော့တောင့်မှာတော့အဲဒီအချိန်မှာပဲလူပေါင်းတော့ဟာဒီလူကတည်သွားပြီလို့တော့ထင်မိမယ်မတည်တဲ့အပြင်အဲ့လူချားမာပြီဒီအနာယောဂနှဆိုးဆွဲတဲ့ထဲကလွတ်မြောက်သွားတယ်အဲဒီသတင်းတော်ဟာဂါဒီလဲပြီးအရရရမှာချက်ချင်းပြန့်နှံ့ခဲ့တယ်ဆိုတော့ကိုတွေ့ရတယ်အဲ့ဒါကိုဖတ်ချင်ရင်မကုခန်းကြီးတက်အငယ်20နဲ့တက်ကနေ28ထိဖိုင်ဆိုတွေ့ရအဲ့တော့ဒီဖြစ်ပျက်က ဒါဥပုံနေမှာဖြစ်သွားတာအဲဒီရှုခရစ်တော်ဒီဥပုံနေမှာတရားစရက်ကိုရောက်တဲ့အချိန်မှာဖြစ်သွားတယ်ဖြစ်ပြက်လေးဖြစ်တယ်ဟောဒီထင်းမှာအရေးကြီးတဲ့စင်ကျင်စရာပေါ့နော်အချက်ကလေး၃ချက်ကျွန်တော်တွေ့ရနော်ဒီဘရန်ချက်ကပါလေးဆိုတရားစရက်မှာတရားနာတဲ့သူတွေမှာတရားမတွေ့ရအောင်နှဆိုးဆွဲတဲ့သူကရောက်ဒါတော်အောင်စရာကောင်းတဲ့အချက်တရားစရာမှာလူတွေတရားသာလာနာတယ်ပြောတာဒါပေမဲ့ဒီနှဆိုးဆွဲတဲ့သူကအတရားစရာတွေမှာရှိတယ်ဒါပေမဲ့လူတွေကမသိဘူး ။ဟောဒါနဲ့အောင်ပြောရင်တော့လူတွေမြင်တာဒါတရားစရာလို့မြင်ပေမဲ့အဲ့ညညူးချင်းကအဲ့တရားစရာထဲမှာရှိ။အဲ့တော့ဘုရားသည်သခင်ယေရှုသည်။ဟောဒီကနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်ရဲ့နှလုံးသားဘုရားသခင်ကဗိမာန်တော်လို့ပြောပေမဲ့ကျွန်တော်ဘုရားသခင်မကြိုက်တာတွေလုပ်နိုင်လုပ်နေရင်ညညူးချင်းရှိတဲ့အသက်တာကိုဘုရားသည်ဖရားသည်။တောက်ခုလေးကြည့်လေတရားစရာမှာတရားနာတဲ့သူတွေကတရားတော်နာနေပေမဲ့အဲ့တရားစရာမှာညညူးတဲ့နှဆိုးဆွဲတဲ့သူကရောက်။ဒါပေမဲ့တရားနာတဲ့သူတွေကမသိဘူး။ ဒါပေမဲ့ဘယ်သူသိတခေရွှတ်သိဟာဒီကနေ့သင်ရဲ့အထဲမှာဘာတွေဖြစ်နေလဲဘယ်သူမှမသိဘူးဒါပေမဲ့ဘယ်သူသိတခေရွှတ်သိဟာဒီကတော့အခြားသူသိဖို့မလို့ဘယ်သူသိဖို့ပဲလို့လေတခေရွှတ်သိဖို့လို့တောင်းလင်းကြည့်လေဒီတရားစရာမှာလူတွေဟာတရားစရာဆိုတရားရှိတယ်ဟိတရားနာဖို့ဆင်းသင့်မဲ့ဟိတရားဆောင်နေတယ်ဟိလို့ထင်ပေမဲ့အဲ့ဒီထဲမှာဘာရောက်ညှဉ်းညူးတဲ့နဆိုးဆွဲတဲ့သူရောက် တကယ်လေယုံကြည်သူဘုရားသားမီးလို့ပြောပြီးတော့ဟာဘုရားရှိတယ်ဟိလို့ထင်ပေမဲ့ဘုရားမရှိဘဲနဲ့လောကအရာတွေပဲဆွဲလန်းနေတဲ့သူဖြစ်နိုင်တယ်။တောင်းကိုယ်ထဲမှာဘုရားရှိလားလောကအရာတွေကပဲနေရာယူနေလားဘုသောသိဘုရားသိ။တောင်းဒီနေ့ကျွန်တော်သက်တော်အသေးစိတ်သိတာဘုသူလေဘုရားပဲ။တောင်းကျွန်တော်ဆင်ကြရ။တောင်းနေတဲ့ခင်ရွှတ်ဒီတရားစရာမှာဒီညှဉ်းညူးတဲ့နဆိုးဆွဲတဲ့သူရှိတော်ယေရှုသိ။ ။အော်ဒီကနေ့လောကမှာလူသိဖို့အရေးမကြီးဘူးလူသိဖို့အရေးကြီးဖျားသိဖို့အရေးကြီး။လှုပ်ပေးမှာမဟုတ်လို့ပဲဖျားလှုပ်ပေးမှာ။တောင်းလေကူတကီရှုကအဲ့ဒီညင်ညူးတဲ့နှဆိုးဆွဲတဲ့သူတကီရှုတွေ့တာနဲ့စသာဘလို့ရေးလိုက်။အဲ့ဒီသူကတကီရှုကြောက်တယ်တဲ့။အော်နံပါတ်2တွေ့ရချက်ပါသွားတွေ့ရလေဆို။သခင်ယေရှုကိုဒီညညူးသောနှဆိုးဆွဲတဲ့သူရဲ့ဒီဆွေးနေတဲ့နှဆိုးကတကယ်ကြောက်တယ် ောက်တယောက်ကြည့်ခြင်းအဖြစ်ကျွန်တော်တစ်ခါမှဖျားရှင်သခင်ရှုရှိရင်လောကကြီးကကျွန်တော်တို့ကြောက်လာဒါပေမဲ့အခုတခါလေကျွန်တော်တစ်ခါမှဖျားမရှိရင်လောကကိုကျွန်တော်ကပြန်ကြောက်နေရပြဿနာကိုပြန်ကြောက်ယောဂကိုပြန်ကြောက်ဒုက္ခတွေကိုပြန်ကြောက်အခြားအရာတွေကိုကြောက်တစ်ချိန်လုံးကြောက်အခုကျမ်းစာဘလို့ရေးထားတယ်။သခင်ယေရှုကညင်ညူးသောနှဆိုးဆွဲတဲ့သူကပြန်ကြောက်တယ်။ဟာဒီအသေးနှလုံးသားထဲမှာသခင်ရှုရှင်အချားရတဲ့သူကပြန်ကြောက်လာလိမ့်။အဲဒါလေးကိုကျွန်တော်စင်ကြမှုဖြစ်တယ်။ ါစဉ်းစားရမယ်ကျွန်တော်ကအချားရည်ကိုကြောက်လာတာဒါပေမဲ့ကျွန်တော်တဲမှာသခင်ရှုရှိလို့ကျွန်တော်တို့အချားရည်ကကြောက်လာတာဒါစဉ်းကျင်မှုဖြစ်တယ်နောက်တော့နောက်ဆုံးချက်နောက်ဆုံးချက်ကတော့ခုနဒီညညူးသောနဲ့ဆိုးဆွဲတဲ့သူကသူ့ထဲမှာနဆိုးရှိတဲ့ကသူ့ထဲမှာလွတ်မြောက်ခြင်းမရတရားကျတော့လာနေတယ်ဒါပေမဲ့နဆိုးဆွဲတဲ့အသက်တာနဲ့ပဲခြိနှောင်ခြင်းနဲ့နေတယ်ဒါပေမဲ့သခင်ရှုနဲ့တွေ့တဲ့ကခင်ရှုကစုံးမပြီးနှံထုတ် အော်ဒီအောင်ကြည့်ခြင်းအဖြစ်အဲ့နဆိုးဆိုးချင်းခံရတဲ့သူကသူတခင်ယေရှုသူကနဆိုးသူမနိုင်ဒါပေမဲ့သူတခင်ယေရှုမျောကြည့်တဲ့အခါသူ့အထဲမှာဆွဲတဲ့နဆိုးပြန်ထွက်သွားတယ်။အော်ဒီနေ့ကျွန်တော်သက်တာမှာကျွန်တော်မနိုင်တဲ့အရာတွေအားလုံးကတခင်ယေရှုကမျောကြည့်ကျွန်တော်ကထွက်သွားအောင်ကျွန်တော်လာဒုက္ခပေးလို့မရအောင်ကျွန်တော်အနိုင်သက်စင်းနေတာတွေလုပ်လို့မရအောင်ဘသူကဖယ်ထုတ်ပြီတခင်ယေရှုကဖယ်ထုတ်ပြီဒါပုံဆောင် ဒါကြလေကျွန်တော်မနိုင်ဘူးလို့ထင်ထားတဲ့အရာတွေအားလုံးဘုသူနိုင်တယ်။တခင်ရှုနိုင်တယ်။တောက်ဒီညင်ညူးသောနဲ့ဆိုးဆွဲတဲ့သူကတခင်ရှုသူမျောကြည့်တဲ့အခါသူမနိုင်တဲ့နတ်ဆိုးတခင်ရှုကထုတ်ပလိုက်တယ်။ဟောဒီနေ့ကျွန်တော်တက်တာမှကျွန်တော်မနိုင်တဲ့အရာတွေအားလုံးဘုသူကထုတ်ပေးမယ်။တခင်ရှုကပဲထုတ်ပေးမယ်။ဟာကျွန်တော်တို့ပြည်နေတဲ့ဝင်နေအားလုံးတခင်ရှုကပဲထုတ်ပေးမယ်။ပို့အောင်လုပ်ပေးမယ်။ကျွန်တော်တဲမှာလင်းနေတယ်လို့ထင်တဲ့အရာတွေအားလုံးတခင်ရှုကဖယ်ရှားပလိုက်မယ်။ဒါပေမဲ့တခင်ရှုကပဲမြန်မြန်ကြည့်တတ်ဖို့လူတွေဆိုသူ တောက်ခုတဲ့ဒီညညူးတဲ့နှဆိုးဆွဲတဲ့သူကတကီးရှုံများများကြည့်တဲ့ခါသူ့အแทမှာသူမနိုင်တဲ့နှဆိုးတကီးရှုံမောင်းထုတ်ပြီးလိုက်။နောက်တကီးသင်တဲ့နှကတော့ဆေးဆေးကြည့်ဖះအောင်များများကြည့်ဖះသခင်လှုပ်ပေးတယ်ဆိုတော့များများယုံသင်အแทမှာသင်မနိုင်တဲ့ຢာရီအားလုံးထုတ်ဖះဆွဲထုတ်သွားမှာဖြစ်တယ်။သင်ဘဝမှာမနိုင်တဲ့ຢာရီအားလုံးကိုသူကမောင်းထုတ်ပြီးမှာဖြစ်တယ်။သင်မောင်းထုတ်လို့မထွက်တဲ့ຢာရီအားလုံးကဖះမောင်းထုတ်မှထွက်။သင်လှုပ်လို့မဖြစ်တဲ့ຢာရီအားလုံးကဖះလှုပ်ပြီးမှာရမှာ။တောင်းထုတ်ရှင်ကိုများများမျှော်ကြည့်လေ။ ကျွန်တော်ဘဝမှာမနိုင်ဘူးလို့ထင်တဲ့အရာတွေအားလုံးကိုနိုင်တာဘာလို့လဲသခင်ယေရှုပဲ။ဘာကြောင့်သူကအကုန်သိနေလဲ။တော့ဒီကနေ့ကျွန်တော်မနိုင်တဲ့အရာတွေအားလုံးသင်မရှင်းနဲ့။သခင်ယေရှုကြည့်သခင်ယေရှုကသင်ကိုရှင်းထုတ်ပေးမယ်။သင်မနိုင်တဲ့ပြဿနာအားလုံးသူရှင်းထုတ်ပေးမယ်ဆိုတော့အပီးရင်။နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ချက်။တခါတော့ကလေးလေးတယောက်ရှိတယ်။သူ့နာမည်တိုင်ရာလို့ခေါ်တယ်တိုင်ရာ။ဒီတိုင်ရာလေးကသူ့အမေက HIV ဝင်တာဆွဲကတ်တဲ့အခါမှာခလီလေးဆွဲကတ်လာတယ်။အနည်းချုပ်ပြောရင်တော့ဒီခလီလေးခုနှစ်နှစ်ရှစ်နှစ်လောက်အရွယ်ရောက်တဲ့အခါမှာခလီမှလည်း HIV ဝင်တာရှိတော့ခလီကလည်းတိတ်ချမ်းပါစားကြီးတော့မဟုတ်အမေမှလည်းရှိအဲ့ဒီမှာပဲဒီခလီကသူ့အိမ်မှာသူ့အိမ်ရှိမှာသူ့တငယ်ချင်းတွေနဲ့သူစော့ဒီခလီကိုမြင်ရအောင်သူ့မိရအမြင်နဲ့အင်ဂျီအနီလေးဝုတ်ဝုတ်ပေးထားတယ် ရွေချက်ကဘာလဲဆိုတော့ကလေးကစွန့်နေတဲ့တခုပြစ်လဲတာတော့ဘာလို့ဆိုသူ့မင်းကသွားကူပြီးချက်ချင်းစိတ်ုံတင်လို့ရအောင်တခုစီစဉ်ပေးလို့ရအောင်အတားလေးအောင်ပြောရင်တော့ဒီကလေးလေးကနေတိုင်းသူအင်ဂျင်အင်းလေးဝုတ်ဝုတ်ပြီးစော့တယ်ကျောင်းမှာဆိုလဲကျောင်းဆရာမတွေကိုသူ့မင်းကခွင့်တိုင်ပြီးတော့ကျမသားလေးကိုချစ်ပေးဖို့သူကဆောင်ရှောက်ပေးဖို့ဒီလိုယောဂါဆွဲကပ်နေတဲ့အတွက်ကြောင့်အဲ့တော့တငင်ချင်းနေကြတဲ့မှာစော့ရမယ်ဟေ့ဆိုသူ့ကိုအင်ဂျင်အင်းလေးဝုတ်ဝုတ်ပေးထားတယ် ဒီလိုနဲ့ကလေးကဖြတ်သားရင်းနဲ့အသက်9နှစ်10နှစ်လောက်ရောက်တဲ့အခါကလေးကသူခံစားရတဲ့ဒီဝေနာနဲ့ပြင်းထန်စွာဖြင့်နောက်ဆုံးဆင့်တီရောက်လာတယ်နောက်ဆုံးသူဆေးရုံရောက်တယ်နတ်စ်တရားသူ့ကိုပြုစုတယ်အဲ့ချိန်မှာပဲကလေးကမျက်ရည်ကျသူ့အမေနဲ့နတ်စ်တီကိုပြောတယ်ကျွန်တော်သေသွားရင်နဲ့ကျွန်တော်အင်ဂျီအနီလေးပဲဝတ်ပြီးပါအရာနဲ့သူ့မိကလည်းငိုပြီးကလေးကိုမေးတယ်။တာတိုင်ရော ။ဘာလို့အင်ဂျီနေဝတ်ခိုင်းတာလဲ။နတ်စတရားလေးမေးတယ်ဘာလို့နေဝတ်ခိုင်းတာလဲ။အော်ဒီလိုရှိပါတယ်။ကျွန်တော်ကတကယ်ရှုပ်ယုံနေလေတဲ့။ကျွန်တော်သေသွားရင်ကျွန်တော်ဝိညာဉ်ကောင်းရင်ရောက်ရင်အမေကလည်းကျွန်တော်ရှိလိုက်လာမှလေတဲ့။အိုင်လိုက်လာတဲ့အခါကျွန်တော်အင်ဂျီအနီလေးဝတ်ထားတော့အမေကလူအများကြီးကြားထဲမှာကျွန်တော်မြင်ရအောင်လို့ပေါ့ဒီကလေးပြောရစကားကိုအမေကကြားငိုတယ်နတ်စတီလည်းငိုတယ်ဘာလို့လဲဆိုတော့သူ့အမေကကလေးကစားရင အင်ဂျီအနေဝတ်ထားတယ်သူသားလေးတခုလဲကြသွားရင်လှမ်းမြင်ရအောင်အင်ဂျီအနေဝတ်ဝတ်ပေးထားတာတောင်ကလေးကတည်တဲ့အခါသူကောင်းငင်နိုင်ငံတော်ရောက်ရင်လည်းသူအနီကလေးဝတ်ထားရင်သူ့အမေကတတ်လာတဲ့အခါကောင်းငင်ရောက်လာတဲ့အခါသူသားကိုတန်းမြင်အောင်ကျွန်တော်ဒီမှာရှိပါတယ်ဆိုတော့သူပြချင်တယ်နောက်ဆုံးကလေးလေးကဘုန်းတော်ဝန်စားတော်တယ်အမေနဲ့နတ်စ်တွေအခြေခွဲဆိုတာဖြစ်သူ့ကိုဇာပနာချတယ်အင်ဂျီအနေလေးသူ တောင်းဆိုတဲ့အတိုင်းဝတ်ပေးလိုက်တယ်တကယ်တော့တိုင်ရာဟာကောင်းငင်ရောက်တဲ့အခါမှာ အင်ဂျီအနေမဟုတ်ပါဘူးအားလုံးကဖြူသောဝတ်စုံဝေးရဖြူသောဝတ်ယုံသခင်ယေရှုအားဖြင့်ဖြောက်မှချင်းရခလီရတော့ဘာထင်လဲငါအမိတွေ့အောင်ငါအနီလေးဝတ်မယ်အမိတွေ့ဖို့သူက signature ပြတာဒီကနေ့လောကမှာရှိတဲ့ကလေးလေးတယောက်တော့အမိတွေ့အောင်သူဒီလိုနေပြချင်တယ်ကျွန်တော်တို့ကယေရှုတွေ့အောင်ပူနေပြတယ်ယေရှုကအားလုံးကိုတွေ့အားလုံးမှတ်မိတယ်အားလုံးသိတယ် ရောကျွန်တော်ထဲမှာဘာတွေအနိုင်ကျင့်နေကျွန်တော်ဘာတွေကနိုင်နေလဲဒါတွေကို तू မြင်နေတောင်း तू မြင်အောင်နေပြသူ့ကိုသာမျှော်ကြည့် तू ကလွတ်မြောက်ခြင်းပြီးမှဖြစ်တယ်ဒါကြောင့်ဒီကနေ့တိုင်ရာဆိုတဲ့ကလေးလေးတော့မှအမေတွေ့ဖို့အင်ဂျီအနေဝတ်ချင်နေကျွန်တော်တို့ကိုဖယားတွေ့ဖို့ဖြောင့်မတ်တဲ့အသက်တာနဲ့ဖယားနဲ့အသက်ရှင်နေတော်သူများဖြစ်ပါစေလို့အားပေးရင်ဒီကုန်းချုပ်လို့လေကျန်တာပြောချင်းစီလိုက် ဖျားရှင်သာပြီးကောင်းချီးပေးပါစေ။ရင်သက်ချင်းရှိပါစေ။ God bless you all. ကျွန်တော်ဒီကနေ့ကတော့ internet line အခက်အခဲကြောင့်အနေငယ်နောက်ကျမှုတော့နားလေပြီးပို့မြင့်တက်ရခံလို့ပါတယ်။ကျွန်တော်နောက်ဖန်ညာနေဒီမှာဆန်တော်ချိန်ညနေ၄နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်။ဒီကနေ့ကြည့်ရှုခွန်အားယူနေတယ်။ဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာပြီးကောင်းချီးပေးပါစေ။ရင်သက်ချင်းရှိပါစေ။ God bless you all. ကျွန်တော်စုတောင်းကောင်းချီးခံယူကြပါစို့။ အဖဖေကျေးဇူးတင်ပါတယ်ဒီကနေ့ညနေချစ်ရှုသူအားလုံးကိုကောင်းချီးပေးတယ်နောက်ကတော့ဖြစ်ဒီဆောက်ဆရာဖြစ်စေပါနန်းနေတဲ့တမန်တော်သည်အားလုံးရနှလုံးသားမှာအမြဲဆွေးစီပါဒီထဲမှာမကြမ်းပါတဲ့ online ပရိသတ်များရှိရင်ကြမ်းပါစီပါခက်ခဲတဲ့သူများရှိရင်ပြေးလဲစီပါဒုက္ခမျိုးစုံခံစားနေတဲ့သူတွေလွတ်မြောက်စီပါဒီကနေ့မွနိချောက်တဲ့မွနိရှာအားလုံးကိုလည်းကောင်းချီးပေးတယ်မွနိချောက်တဲ့ကရတာဆိုင်မွန်ကောင်းချီးပေးပါမိခင်တော်မုံမုံနဲ့တော့ဖခင် ကိုစိုးရိုးရဲ့တက်တာမိသားစုတို့လိုအပ်တာဒီအားလုံးထောက်ပံ့လျက်သူဖြစ်မွနေရှင်ကိုအစင်တိုင်းချီးထွားလျက်ယေရှုအဘွယ်မြတ်တာတော်တို့၍ခံစားရစေပါမွနေချရောက်တဲ့နောက်သားစွန့်ထမြတ်ကောင်းချီးပေးပါအသက်တာမှာရှည်လျားတဲ့တက်တာနဲ့ဖခင်ရဲ့ကိဉ္နာကောင်းချီးခံစားရစေပါဒီကနေ့မွနေကြောက်တဲ့မွနေရှင်အားလုံးပေါ်သူသကောင်မင်္ဂလာနဲ့ပါလေကြောက်တော်သူသီးသီးပေါ်သူသကောင်ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်သကောင်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူသကောင် မကုတ်မခန့်နိုင်တဲ့အကောင်းကြီးတွေတိုက်ရောက်သလိုအထူးသဖြင့်မုံတိုင်းတွေပြက်ပြေခြင်းမိုးသီးထွန်းစွာရွာသွန်းမှုတွေကိုဖျားသခင်ကပုံမှန်ရွာအောင်ပြင်ဆင်ပေးခြင်းရည်ကြီးရည်ရှမ်းမှုတွေမရှိအောင်ကွယ်ကားခြင်းငလင်ပေးသိမ့်ပြီးထူထောင်ရေးလုပ်နေတဲ့သူတွေအတွက်ဘေးဘရာတွေကင်းဝေးပြီးလိုအပ်တာဖျားရှင်ထောက်ပံ့ခြင်းကျွန်တော်တိုင်းပြည်မှာဒီမိုးရင်းကာလမှာရည်ကြီးရည်ရှမ်းတာတွေမရှိအောင်ကွယ်ကားခြင်းဖျားရဲ့လက်တော်ဆောက်မှခြင်းနဲ့တကွချီရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ ယနေ့မှစ၍မကုန်မခန်းနိုင်တဲ့ကောင်းကြီးတို့သည်ကာလဆင်မြတ်တရောက်ပါမိချောင်းအနန္တကုရှင်ကမိတော်သားတော်သရှင်တော်ဝိညာဉ်တော်တောင်းမတ်စုဖြတ်ထံတော်ပါမကောင်းကြီးဖြတ်ဖြတ်သည်သင်တို့အားလုံးပေါ်သို့ယနေ့မှစကာလဆင်မြတ်ကောင်းကြီးဖြတ်ဖြတ်တရောက်တည်ရှိတည်နေပါစေတော်အာမင်ယေရှုတင်ပါတယ်ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့